ီဂျစ်ဆိုတဲ့စကားလုံးကိုကြားရတယ် just to ကအခုခေတ်တိုးတက်နေတဲ့အီဂျစ်ကရှေးခေတ်ကအီဂျစ်ကိုပဲတော်တော်ပြေးပြင်တာများကြတယ်။ရှေးခေတ်ကအီဂျစ်ဆိုတာဘယ်လိုပြောရမလဲအီဂျစ်လို့အတန်ကြားနေကလီယိုပက်ထရာတို့ပီရမစ်တို့မောင်မီတို့အဲ့လိုမျိုးဟာမျိုးတွေပဲပြေးပြင်ကြတာပေါ့။အဲ့တော့အခုဒီနေ့ပြောမယ့်အကြောင်းအရာကဒီအီဂျစ်မှာ just to ပြေးပြင်တဲ့အကြောင်းအရာတွေကတခုဖြစ်တယ်မောင်မီတို့ဘာလို့အကြောင်းမျိုးပြောပြပါပါမှာဒီနေ့ န်နေဆိုသိမှာပါတရေကကြီးရဲ့သူတွေများရဲ့မမ်မီကအာတရေချောက်တဲ့ပုံစံမျိုးပဲရိုက်ပြကြတာများရဲ့လေစင်နမတ်တဲ့ပုံစံနဲ့ဆိုအဲ့တော့ဒီမမ်မီဘယ်လိုလုပ်တာလဲဆိုတာကိုတုံတုံသိကြမှာမဟုတ်ဘူးအဲ့တော့ just ကမမ်မီလုပ်တဲ့ process ရဲ့ဘာလို့လုပ်တာလဲဆိုတာကိုအရင်ဆုံးရှင်းပြပေးမယ်လူတွေဘာလို့မမ်မီလုပ်ကြတာလဲဆိုတော့ Egypt တွေကမြုံကြီးတစ်ခုရှိရပေါ့နော်သူတို့မှာအဲ့လူတယောက်ပြေသွားပြီးရင်နောင်ဘဝကိုကူးလို့ရအောင်ဒီခန္ဓာကိုယ်ကလုံးဝမဆွေးပဲနဲ့ပုံမပြတ်ပဲလဲဒီတိုင်းရှိနေရမယ်ဆိုပြီးသူတို့ကယုံနေတယ် ဲ့တော့သူတို့ကဒီလူတယောက်ထေသွားတာနဲ့လူတယောက်ကိုနှလုံးရှိရပေါ့နော်နှလုံးကတော့ရှိရဒါပေမဲ့တခြားအတွင်းကလေးစားတွေရောအုံနောက်ကိုရောအဓိကအုံနောက်ကစားထုတ်တာအုံနောက်ကိုနှာခေါင်းကနေပုံမပြတ်အောင်နှာခေါင်းကနေအဲ့လိုအချွန်လေးနဲ့ထိုးပြီးတော့အုံနောက်ကပျော်သွားတဲ့အချိန်မှာနှာခေါင်းကနေဆွဲထုတ်ဆွဲထုတ်ပြီးရဲ့အထက်ကအတွင်းကလေးစားတွေဖောက်တဲ့ခါလဲဘိုက်ကနေအဲ့လိုအကြီးခွဲတောင်းကြီးနဲ့ဖောက်တာမဟုတ်ဘူးကွာဒီ ဘဲဘက်ထောက်နားလေးကခါးနားလေးကနေပေါက်သေးသေးလေးနဲ့အဲ့လိုမျိုးအကုန်လုံးဆွဲထုတ်တာပုံပြ။ဒါပေမဲ့နှလုံးကတော့အထဲမှာထားထားတယ်ဘာလို့လဲဆိုတော့နှလုံးကဒီလူတယောက်အဲ့ဒီနောက်ဘုရားကူတဲ့အခါမှာလုံးဝအရှိပါတဲ့အရာတခုဆိုပြီးနှလုံးကတော့ဒီအိုင်းထားထားတယ်။ကျန်းနာရီကိုကုန်ထုတ်ပြီးတော့ခနောပစ်ချာဆိုရဲဂျားတခုချင်းစီမှာထည့်ပြီးတော့သိမ်းတယ်။အဲ့တော့အဲ့လိုဟာကြီးထုတ်ပြီးသွားရင်ဒီအလောင်းကို9မြက်ကရေနဲ့ဆေးရလို့လည်းပြောကြရတယ်။တချို့ကဒီအိုင်းလည်းရေဆေးရလို့ပြောရတယ်။ပြီးရင် neutron စာမျိုးစား လို့ခေါ်တယ်အဲ့စား alkaline မြားရဲ့စားပေါ့ကဘာဝရဲ့စားနေလုံးဝတကူလုံးကိုတေးကြစေးတယ်စေးပြီးတော့ဆိုလို့ရှိရင်ဒီစားနဲ့အကုန်လုံးကိုတိတ်ပြီးတော့ပါအလောင်းကိုအချောက်ခံပြီး35ရက်လောက်အဲ့လိုရက်အကြာကြီးဒီတိုင်းစားနဲ့အုံပြီးတော့ထားလိုက်တယ်အဲ့လိုမျိုးရက်တွေအကြာကြီးလောက်ထားပြီးတော့အလောင်းကလုံးဝအရှိမွိုင်းချရဲ့ကုံပျောက်သွားပြီးတော့ညိုမွိုင်းပြီးခန်းချောက်သွားတယ်ပေါ့နော်ဒါပေမဲ့အနက်ရောတိတ်အစံပြေသေးတယ်ကိုအနက်အဲ့လိုတိတ်အစံပြေသေးတဲ့အတွက်အနက်မွေရဲ့စီ၃မျိုးလောက်နဲ့ ်အလောင်းကိုဂုံလင်းထပ်လုပ်တယ်။အော်အလောင်းကိုဂုံလင်းထပ်လုပ်တယ်ဆိုတော့အေးစားမသိခင်တည်းကအေးအလောင်းကိုစီတောင်အိုင်းနဲ့သူတို့ခနာကိုအနှံ့တုတ်ထားရှိရဲ။ပြီးတော့အဲ့လိုမျိုးအနှံ့မွေးရဲ့အစီလည်းတုတ်ပြီးသွားရဲ။အဲ့ဒါဆိုရင်အလောင်းကပတိလေ။ပတိရဲ့ပတ်ဖို့ပဲကျွန်တော်ရဲ့ဆိုတော့ဒီခြေသားပိဆာနဲ့အဲ့လိုမျိုးအလောင်းကိုကတ်အောင်ပတ်ဖို့တက်တင်ရရဲ့တဘာဝတက်စေ။တော့ပြီးတော့ဒီအလောင်းကိုပတ်တယ်အဲ့ဒါကြတော့ပုံမလူတွေလောက်တဲ့ mummification process ပေါ့နော်အဲ့လူကို mummification process လို့ခေါ်တယ် ဲ့လိုမှလူလုပ်တဲ့ဟာမှမဟုတ်ဘဲနဲ့သဘာဝတိုင်းဖြစ်တဲ့ verification process တွေရှိရဲ့အဲ့ဒါဘယ်လိုဖြစ်လဲဆိုရင်တကယ် along along အရာသေးတို့အရန် A ရဲ့နေရာဒါမှမဟုတ်အရန်6သွေးရဲ့နေရာတို့မှရောက်သွားတာမျိုးဆိုရင်ပုံမှန်အတိုင်းသဘာဝတိုင်းသူ့ဟာသူမမီဖြစ်သွားကြရဲ့သူတွေလည်းရှိရဲ့စနက်ရာစုလောက်ကစားပြီးတော့မမီကိုစေးဖောက်ဝင်နေဆိုပြီးတော့ခေါင်းကိုက်တဲ့ကိစ္စလေးကစလုံးဝကိစ္စအကြီးကြီးထိစပြီးတော့စားလာကြတဲ့အနောက်နိုင်ငံလူတွေလုံးဝယူရိုဘက်ကလူတွေပေါ့နော်အဲ့လိုစားရဖြစ်စဉ်က16ရာစုလောက်ထိဖြစ်ပြီးတော့လုံးဝဒီမမီရဲ့ ကူးကူးသွားနိုင်တဲ့အစွမ်းနေရှိရဲ့ဘာသူတို့စားလိုက်ဘာမဆိုပျောက်တယ်ဆိုပြီးတော့အဲ့လိုစားပြီးတော့ပေါင်တယ်လို့ပြီးတော့အမှုန့်မှာပေါက်လာကြတယ်။အီဂျစ်ကလူတွေကလည်းဒီမမ်မီတွေကိုရောင်းစားတာပေါ့အဲ့လိုမျိုးအနောက်နိုင်ငံကလည်းဓမန်းများရဲ့စားနေတယ်ဆိုတော့အဲ့လိုအီဂျစ်ကလူတွေကအဲ့လိုမျိုးရောင်းစားတဲ့ခါလုံးဝသူတို့ကို import ဘယ်လိုလုပ်လဲဆိုရင် can fish ဆိုပြီးတော့စီတုပ်ဘူးငါးစီတုပ်ဘူးပုံစံနဲ့ import import လုပ်ကြတယ်။ ဒီအနောက်နိုင်ငံလူတွေကအဲ့လိုမမ်မီကိုအရန်စားလာပြီးဓမန်းနေများလာအောင်အီဂျစ်ကလူတွေကလည်းတူတူပြီးပြန်ရောင်းစားကြတယ်အကုန်လုံးအဲ့လိုမျိုးတူတူပြီးပြန်ရောင်းစားကြပေမဲ့1922ကမှ Valley of the Kaku ရဲ့မှာလုံးဝပုံမပြက်ပဲရှိနေအမမ်မီလောင်းဟိုတွေ့ရအဲ့ဒါက Paro တယောက်ဖြစ်တဲ့ King Tutankhamun ရဲ့အလောင်းပေါ့နော်စဉ်းစားကြည့်ရမယ်ဆိုရင်ဒီလူတွေက Egyptian တွေကလုံးဝဒီလူတယောက်တည်သွားရင် နောင်ဘဝကိုကူးလို့ရအောင်ဒီခန္ဓာကိုယ်ကြီးကပုံမပြတ်ရှိနေရမယ်မဟုတ်ရင်နောင်ဘဝကိုမကူးနိုင်ဘူးဆိုပြီးအယုံကြည်ရှိလို့လုံမမီလောက်ခဲ့ဒါပေမဲ့သူတွေကတခြားလူတွေကစားကြရဲဆိုစဉ်းစားကြည့်အသေးအောင်မဖြောင်းတော့တကယ်မမ်မီကလည်းပုံပြတ်သွားရေပေါ့နော်ခုနပြောရဲအကြောင်းသပြောရမယ်ဆိုရင်ပုံမပြတ်ရှိနေရဲ့မမ်မီလောင်းသူကသူ့အတူကခင်းတုလို့ပဲခေါ်မယ်ပေါ့နော်အဲ့တော့ခင်းတုကသူ့ရဲ့ကိုယ်ထဲမှာလုံးဝလက်ရ သူ့မမီကလက်ရမပြတ်တဲ့အပြင်သူ့ကိုယ်ထဲမှာသူ့ရဲ့ personal belonging သူ့ရဲ့အသုံးကိုပိုင်းအသုံးဆောင်ပစ္စည်းတွေတေးချာထွေးနာရဲ့ peribor ကတွေရွှေနဲ့လုပ်ထားတဲ့အဲ့လိုမျိုးပန်းအိုးလေးအဲ့လိုမျိုးအမျိုးစုံအစလုံးကပုံမပြတ်တဲ့ရှိတာတကယ်မမီအလောင်းတစ်ခုဒီဂူတစ်ခုကအတူခံရပြီဆိုရင်အကုန်ယူရလို့ရအကုန်ယူသွားမမီကိုလည်းယူရဒီပစ္စည်းကိုလည်းယူပြီးရောင်းစားရအဲ့လိုမျိုးလုပ်ကြတာပေါ့နော် တော့ဒီဟာကဒီကိုကဘာလို့အဲ့လိုပုံမပြတ်ရှိနေရလဲဆိုပြီးတော့မေးစရာဖြစ်လာတယ်။ပြီးတော့ Valley of the King ဆိုတာမျိုးကအဲ့ခေတ်တော့ popular ဖြစ်တဲ့ နာမည်ကြီးတဲ့သူတွေအကုန်လုံးကိုဒီဒီမှာမြုပ်ထားကြပေါ့နော်1922ကမှဒီမမ်မီကိုတွေ့ပြီးဒုဖော်လုပ်ခဲ့ဆိုတော့စဉ်းစားကြည့်မယ်ဆိုရင်နှစ်3000ကျော်လောက်တော့ဒီဟာကြီးကမထိပဲနဲ့ဒီဟာပုံမပြတ်ပဲရှိနေခဲ့တာပေါ့နော်တချို့တွေကဘလို့ပြောကြလဲဆိုတော့ဒီလိုမျိုးပုံမပြတ်ပဲရှိတာတော်ဝင်မျိုးနယ်တွေအီဂျစ်ကတော်ဝင်မျိုးနယ်တွေအကုန်လုံးဖာရိုးတွေအကုန်လုံးကသူတို့ရဲ့အုပ်ကိုဝင်ပြီးတော့လာနှောက်ရှက်တဲ့သူတိုင်းကိုသိပါစီဆိုပြီးတော့ချိန်စာတွေတိုက်ထားကြတယ်တို့ အဲအကြောင်းမလို့ဘယ်သူမှမထီရလို့လည်းပြောကြရဲဒါပေမဲ့လာတိုးတဲ့အဖွဲ9ရောက်ပြီအရန်ဝငွေပေးရတဲ့ရောက်အရှိရောက်ပေါ့နော်အဲ့ရှိရောက်လုံးကတော့ဘလို့ဖြစ်သွားလဲဆိုတော့သူတို့ပထမရမုံငွေပေးရတဲ့ရောက်ကကြတော့ပထမအဲ့တနှစ်အတွင်းမှာပဲချင်းချင်းချောင်းဖြစ်တဲ့ယောဂါပေါ့ဒါပေမဲ့ချင်းချောင်းဖြစ်တဲ့ယောဂါကြောင့်ဖြစ်ပြီးတော့သွေးအစိတ်တက်ပြီးတော့ထေသွားတယ်ပြီးတော့နောက်ထပ် နောက်ထပ်ခုနှစ်ယောက်ကလည်းအရှိစင်းအောင်ဆက်ပဲဘာမှအကြောင်းအရာရေးရာမရှိပဲနဲ့ထေသွားကြရအများရဲ့အဲအားကြောင့်တော်တော်များများတော့ဒီဟာစိန်စာတင့်ပြီးတော့ထေသွားလို့တော့ပြောကြရတယ်။ဒါပေမဲ့လည်းအဲ့လိုမျိုးစိန်စာစိန်စာတင့်တာရောဖြစ်ကောဖြစ်နိုင်မှာမလားဒီဟာတိုက်ဆိုင်တာလားဆိုရဲသူတွေလည်းရှိတယ်။ဒီစိန်စာကိုလည်းဝင်ပြီးတော့တူတဲ့အဖွဲ့ကတခြားလူတွေဒီဟာလာယူမှာဆိုလို့အထက်မှရှိအဖိုးတဲ့မစီကိုလာရောက်နောက်ချက်ပြီးယူမှာဆိုလို့ ဒီသတင်းကိုပြောလိုက်တာဆိုရယ်လည်းပြောရပါဦးလဲဆိုတော့အထဲမှာအများကြီးရွှေနဲ့လောက်ထားတဲ့လှဲ့တွေကင်းတူရဲ့ဒီမျက်နှာဖုံးလေဟိုမမ်မီရဲ့မျက်နှာဖုံးဒီအဖုံးအုပ်ထားတဲ့ဒီရွှေနဲ့လောက်ထားတဲ့အရာတွေကြောင်းမြက်ရဲ့အနာတွေဒီအကုံလုံးအကုံလုံးတမိုးရှိရဲ့ပစ္စည်းရဲ့အကုံလုံးကရှိခဲ့တာဟုတ်တယ်ဒါပေမဲ့ကျိန်စာနဲ့ပတ်သက်ဒီပစ္စည်းတွေကိုထည့်ရင်ဘယ်သူကဘယ်လိုဘယ်လိုဖြစ်ပါမလဲဆိုပြီးရှင်းရတဲ့ကြောက်စာပဲဖြစ်ဖြစ်အဲ့လိုမျိုးတတ်တည်အဲ့ဒီတစ်ခုမှမရှိဘူးပေါ့နော်အဲ့တော့ကျိန်စာတိုက်ထားအောင်ဟုတ်လားမဟုတ်လားဆိုတော့လေ လူတွေကဒီရောဝခက်မြောဝခက်ပြောလို့မရဘူးဖြစ်နေရပေါ့နော်1949မှာအနုရင်သိပ္ပံနေတာရှင်တယောက်ကတော့ဒီအုတ်ခူကယူရေနီယံတက်တူတွေနဲ့ပုံရွက်နေရဖြစ်နိုင်တဲ့ဆိုတဲ့ theory ကိုပြောခဲ့အဲဆိုရင်တော့ဒီသွားဝင်တူတဲ့သူတွေအကုန်လုံးကယူရေနီယံနဲ့ဓာတ်ပြုတ်ပြီးတော့မတည့်ပဲနဲ့အဲ့လိုမျိုးသေသွားတာဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ဒီဟာကတကယ်မှန်လားမှန်လားဆိုတော့ဘယ်သူမှမသိကြသေးဘူးပြီးတော့နောက်ထပ်ထူးဆန်းတဲ့တစ်ခု ခင်တူမှာသူ့ရဲ့မမ်မီမှာသူ့ရဲ့နှလုံးကပျောက်နေပေါ့နော်တကယ်မမ်မီလောက်တယ်ဆိုတော့ just အရှိရပြောရလို့ပဲဒီနှလုံးကို Egyptian တွေကအရန်ကိုအလေးပေးကြရဲအခရာအရန်ကြရဲဒီလူတယောက်တွေပြီးတော့တမလွန်ရောက်တဲ့အခါမှာနတ်ဖယားမမတ်ကသူ့နှလုံးချိန်ခွဲပေါ်မှာနှလုံးကိုတင်ပြီးတော့ဒီဟာဘယ်ရောက်မရောက်ဆုံးဖြတ်ကြရလိမ့်ကောင်းတဲ့နေရာရောက်မလားမကောင်းတဲ့နေရာရောက်မလားဆိုတော့အဲ့တော့နှလုံးကအရင်အခရာကြပြီးအေးကြီးရဲ့အဲ့လိုချိန်မှာနှလုံးကပျောက်နေရဲ့ဆိုတော့ ဟို mummification လောက်တဲ့ process မှာပဲနေနှလုံးကပျက်စီးသွားလားဒါမှမဟုတ်နှလုံးကပဲတမင်ကျင်းစာတိမ်စာလောက်ထားလို့ဒီအစီရင်ခံတသက်အစီရင်တစ်ခုခုလောက်ထားလားဆိုပြီးတော့မေးစရာရှိတယ်ဒါပေမဲ့ဒီဟာရဲ့တိကျအဖြေကိုလည်းဘယ်သူမှမသိကြအောင်နောက်ထပ်ပြပြပေးစတဲ့တစ်ခုကတော့ဒီ mummy ပေါ့နော် screaming mummy လို့နာမည်ကြီးနေရဲ့ all head နေရဲ့ mummy တစ်ခုကြောင်းသူကတော်ဝင်မျိုးနံအမည်မသိ mummy သူ့ပုံစံဘယ်လိုဖြစ်နေလဲဆိုတော့လက်တွေကနောက်မှအခြေခံထားပြီးတော့မျက်နှာအလုံးက ဖန်စားနေရပြီးတော့ all hit နေတဲ့ပုံစံဖြစ်နေရောဒီဟာကို screen mummy လို့ခေါ်ကြရဲတချို့ပြောကြတာကတော့ဒီဟာက Faro Ramsey 3ရဲ့သားဖြစ်တဲ့ Prince Mandaway ရဲ့ mummy လို့လည်းပြောကြရဲဘာလို့လဲဆိုတော့သူကသူ့ဖေကိုပုံကန်ပြီးတော့လိုမျိုးအမ်ကြာရှုံးခဲ့လို့လိုမျိုးဖြစ်တာဆိုပြီးတော့လည်းပြောရဲဒါမှမဟုတ်ဒီဟာကိုပဲ describe mummy က main ကလေးလို့ပြောတဲ့သူတွေလည်းရှိရဲပေါ့နော်အဲ့တော့ဘယ်ဟာအတိအကျလဲတော့ဘယ်သူမှတော့မသိကြသေးဘူး တခြားဒီဖာရိုတွေဖြစ်တဲ့တော်ဝင်မျိုးနွယ်မှန်မီတွေတော်တော်များများကိုဖော်ထုတ်ရှာဖွေတွေ့ကြပါမယ်။အီဂျစ်ရဲ့ပုံရိပ်အချက်အချာလို့ပြောလို့ရမယ်။ Cleopatra နဲ့ Mark Antony ရဲ့မမ်မီတွေတော့လုံးဝအခုချိန်ထိမရှာနိုင်သေးပါဘူး။ Cleopatra ကမစပြောရဆိုနေအရာတော့သူကသူ့ရဲ့ Alexandria မြို့တော်မှာတက်တည်ပြီးတော့ခန်းခန်းနာနာအုပ်ကူနေရာကြီးမှာမြုပ်ထားရဲဆိုပေမဲ့ဒီဟာကိုလုံးဝမတွေ့ရှိခဲ့သေးဘူးပေါ့နော်။ ပြီးတော့လက်ချိုးကြီးပြောကြတာကလီယိုပက်ထရာကစင်စာတစ်ခုတိုက်ထားတယ်အဲ့သူမရဲ့အုပ်ခုကိုဘယ်ယောက်ျားမှရှာမတွေ့ပါသေးနဲ့ဆိုပြီးစင်စာတိုက်ထားတယ်လို့လည်းသူတို့ကပြောကြတယ်ရှေးအီဂျစ်တွေကဒီလူတွေမကောက်ဘူးတခြားကြောင်းတွေမိချောင်းတွေငှက်တွေအစရှိရဲ့အတ္တဝါတွေကိုလည်းမမီလောက်ခဲ့ကြသေးရဲ့ဒီအီဂျစ်ပရှင်လူမျိုးတွေရဲ့မွေးရတဲ့ symbol အဲ့ပိုင်ရှင်အနေနဲ့တူတူမြုံနံမှုပဲဖြစ်ဖြစ်ဒါမှမဟုတ်နတ်ဖျားတွေကိုပူဇော်ဖို့ပဲဖြစ်ဖြစ်အဲ့အကြောင်းရင်းကြောင့်မှမီပြုလုပ်ခဲ့တာ ီးတော့နောက်ပိုင်းအေးတော်တော်များများဒီမမ်မီရဲ့အုပ်ခုတွေတော်တော်များများကိုအများကြီးရှာဖွေတွေ့ရှိပေမဲ့ဒီ Egypt ရဲ့သဲအောက်ထဲမှာလုံးဝရှာမတွေ့သေးရဲ့မြုံနေတဲ့ Pharaoh တွေအေးတော်ဝင်မျိုးနွယ်စုတွေပြီးတော့ Prophet တွေရဲ့မမ်မီရဲ့အလောင်းတွေကထောင်ချီတောင်းချီပြီးရှိသေးရဲ့ဆိုပြီးတော့လည်းသူတို့ကပြောကြရပေါ့နော်အဲ့တော့ဒီမမ်မီရဲ့အကုန်လုံးကမှန်တိုင်းပြောရရင်စားလုတ်သေးကဒီအချောက်ခံပြီးတဲ့ကလောကဒီလိုပုံစံပေါ့နော် မဲမဲတူတူအဲ့လို၆သွားတဲ့ပုံစံအဲ့လိုစားလောက်ထဲကဖြစ်ပြီးတော့နှစ်ပေါင်းထောင်ချီတောင်းချီရဲ့ဒီဒီတိုင်းပုံစံမျိုးပုံမပြတ်ရှိနေလို့ခိုင်နယ်လို့ထင်ရပါမယ်။ဒီဟာသူတို့လေလုံတဲ့အရာပြီးတော့သူတို့တေချာရွှေကွတ်ထားတဲ့လို့ပြောရမှာဒီလိုအုတ်ကိုရင်းပိတ်ထားတာပေါ့နော်။ခေါင်းနေနဲ့ပိတ်ထားတာ။အဲ့တော့ဒီဟာကိုခိုင်နယ်လို့အပေါ်ရချင်ထင်ရပါမယ်။တကယ် ပြားလိုက်တွေပါတည်သွားတဲ့အခါမှာနှောင်းကသူတို့ဒီဟာကိုပုံမပြတ်အောင်လိုတဲ့အပူချိန်နေအခန်းရဲ့အပူချိန်အေးတွေပြီးတော့အဲ့လိုမျိုးဘလုံမျိုးလေးထားရမယ်ဆိုပြီးအရန်ကိုအရန်ကိုမှဟို special care အရန်လိုရဲဒီဟာကမဟုတ်ရင်ပြက်စီးပြီးတော့ ကြေကြွေးကြသွားနိုင်လို့ကွာအဲ့တော့ဒီဟာတွေကခိုင်လားဆိုတော့ပြောရမယ်ဆိုရင်ဒီအုတ်ခုထဲမှာသူသတ်မှတ်ထားတဲ့ condition အောက်မှာရှိနေတဲ့ရေရောခိုင်ရင်ဒါမဲ့တခြားပြလိုက်တော့ဘာလို့ရောက်သွားပြီးသဲ process မှာလည်းသူတို့အရန်အားကြောင့်မလို့တော်တော်ဒုက္ခရောက်ရတယ်ပေါ့နော်ပျက်စီးအောင်လို့တေးချတဲ့ပြီးတော့ပြလိုက်မှာလည်းတေးချထားတဲ့အခြေအနေမှာရှိပါတယ် အခုပြောသွားခဲ့ရတဲ့အပြင်ခုနက mammification process လုပ်တယ်ပေါ့နော်အဲ့ဒီ process လုပ်တဲ့သူကပုံမှန်အားဖြင့်တော့ဖုံးတော်ကြီးဖုံးကြီး priest တွေအလုပ်တာများကြတယ်လို့ပြောတယ်ပြီးတော့တချို့တွေဆိုရင် just မပြောတော့တခုကနည်းနည်း disturbing ဖြစ်ဖို့ကောင်းတာ mammy တယောက်ကို mammy လုပ်တော့မယ်ဆိုရင်ယောက်ျားလေးတွေကတော့ပုံမှန်လုံးဝ တန်းလောက်ကြရဲဒါပေမဲ့မင်းကလေးသေသွားပြီဆိုရင်တော့အလောင်းကိုနည်းနည်းလေးဆွေးသွားအောင်ဆောင်ပြီးမလောက်ကြရလို့ပြောရဲဘာလို့လဲဆိုတော့မင်းကလေးတယောက်ရဲ့အလောင်းကိုတော့အလိုမထန်ထားခဲ့ဟိုးရှိခဲ့တဲ့အဲ့လိုမျိုးလူတွေရှိနေလို့ပေါ့နော်အဲ့တော့ဒီဗီဒီယိုကိုအဆုံးမသတ်ခင်ဒီလိုမျိုး content တွေကိုစိတ်ဝင်စားရဲဆိုရင် Joe Clip မြန်မာရဲ့ channel ကို subscribe လုပ်ခဲ့ပြီးတော့ဒီဗီဒီယိုလေးကိုလည်း like လုပ်ပေးခဲ့လို့ရပါတယ်။ကျွန်မကတော့ influencer Jasmine မှာနောက်ပတ်ဒီမှာလည်းဘယ်လို content မျိုးနဲ့လာမလဲဆိုတာကိုစောင့်ကြည့်ပြီးပါအောင်။